နာရောလူထုကဘာလုံးနိုင်မှာလဲခမင်းစားဖို့ရှိသေးတယ်လေရောင်းဆိုလဲရောင်းတာပေါ့ပြစ်ချလို့တင်လဲတည်တာပေါ့တတဝါတစ်ခုကန်တစ်ခုပဲလေလောလောဆယ်တော့အသက်ရှင်ဖို့ခမင်းစားရအောင်မဲဟာဒီစကားကတွားလျာဇေရန်တိုင်းမှာကြားနေရတဲ့စကားတစ်ခုဖြစ်ပါတယ် ဒီလိုမျိုးပြောနေကြတဲ့ဈေးတဲတွေကတော့တင်ဒီမြို့ပေါ်ကတပေါင်းပွဲကြီးမှာကြားနေရတဲ့ဇာတ်တွေပဲဖြစ်ပါတယ်။တပေါင်းပွဲကြီးဆိုတာဟာရှမ်းလူမျိုးတွေအတွက်ဗုဒ္ဓဘာသာကိုကိုးကွယ်ယုံကြည်တဲ့သူတွေအတွက်ကရက်ထူးရက်မြတ်တစ်ခုဖြစ်ပါတယ်။ဒါမဲ့နိုင်ငံရေးစစ်ရေးတွေရဲ့အခြေအနေတွေကြောင့်တပေါင်းပွဲတော်ကြီးကလည်းရခင်တွေကလိုကုတိုအလူပြုတ်ပွဲမဟုတ်တော့ဘဲနဲ့လောင်ကစားတွေနဲ့တဖြည်းဖြည်းပြည်လာနေပါတယ်။ဒါကြောင့်ဒီတစ်ပတ် podcast စီစဉ်ထဲမှာဆိုရင်တော့ ယင်တထိတ်ထိတ်နဲ့ကြောက်နေရတဲ့တပေါင်းပွဲဆိုတဲ့ခေါင်းစဉ်နဲ့လာရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ရှင်းတော်စင်ကိုအမြဲကြည့်ရှုအားပေးနေတဲ့စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ရှင်းတော်စင်ရဲ့ podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ် podcast အစီအစဉ်ထဲမှာတော့တဆင်29ဆစ်စင်ရေးပြီးတဲ့နောက်ပိုင်းမှာတင်နီမြို့ပေါ်ကတပေါင်းပွဲအကြောင်းတွေကိုလာရောက်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စာမအတွင်းမှာတော့လုံခြုံရေးအရာအတန်နဲ့နာမည်တွေကိုတော့အစားထုတ်ပြီးတော့အသုံးပြုထားပါဗျ။ ။မူရင်းစာမကိုပြန်လည်ဖတ်ရှုချင်တဲ့ဆိုရင်တော့ www.shannew.bamit.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ကျွန်တော်တော့ကြိုက်စင်လည်ပါ။တန်ရှည်ဆွဲကဆွဲဆွဲငင်ငင်ဆိုလိုက်တဲ့အတဟာအေးစိမ့်လာတဲ့လေထုကိုဖြိုခွင်းပြီးတပေါင်းပွဲခင်းကွင်းပြင်စီကနေပြင်းလွတ်လွတ်လာပါတယ်။ မနက်၄နာရီအချိန်ရန်ဆက်ပွဲကနေရှမ်းပါဒါစကားနဲ့အပိတ်နှုတ်ဆက်အကဟာဆောင်းချုံကွေးနေကြတဲ့ဈေးတဲတွေကိုလှုပ်နိုးလိုက်သလိုတပေါင်းပွဲခင်းကြီးကိုလည်းဈေးတဲတွေနဲ့အတူနိုးထလာခဲ့ပါတယ်။ဘလုံးကွင်းတကွင်းစာလုံးကြီးပါရှိတဲ့တပေါင်းကွင်းထဲမှာခဏလေးတွင်ဆက်စင်အရှိတပြင်းလုံးအတီးအရွက်တဲတွေနဲ့ပြည့်သွားခဲ့ပါလေ။ ောင်ញင်းလုံးတဲ့ထုတ်ဖူးနွေးတဲ့ရှမ်းခောက်ဆွဲတဲ့အမဲလုံးတဲ့ကောင်ញင်းပေါင်းတဲ့တို့ကလည်းအငွေ့တထောင်ထောင်ထားနေတဲ့အိုးကြီးအိုးငယ်များနဲ့စက်ပွဲကြည့်အပြန်ပွဲလာသူတွေကိုရောင်းဖို့အဆင်တင်ဖြစ်နေကြပါပဲ။ ဒါပြင်မနဆဆောဖျားစွန်းတော်လာကတ်လူတဲ့သူတွေကလည်းအတီတီဖျားရှစ်ခိုးပြရနဲ့တပောင်းကွန်းထဲကိုဝင်ကာမနဆာစာဈေးဝယ်ခြင်းအလုပ်ကိုစတင်ပြီးမနှက်9နိုင်ကနေည17နိုင်အထိတပောင်းကွန်းဟာလှောက်ရှားလက်ပါ ဒေရခံအများစုဟာတဘောင်းပွဲကိုအားထားပြီးတော့ဇေယောင်းဇေဝယ်ပျော်ပွဲရှင်ပွဲတွေနဲ့ရှမ်းရိုးရာဒလေပွဲတခုကိုကျင်းပကြတာဖြစ်လို့တဘောင်းပွဲတွေတစ်နှစ်လုံးမှာအစီအကားဆုံးဖြစ်ပါတယ်။နှစ်စဉ်တဘောင်းပွဲကိုတဘောင်းလှပြမတိုင်ခင်းနဲ့လှပြကျော်တရနေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီးစုစုပေါင်း9ရက်ကြာပါတယ်။မြုပ်ပလဲမှာရှိတဲ့ရွာအတီတီကចောင်းတိုက်များမှာဗုဒ္ဓဆင်းတုတော်တွေကိုလဲ့လဲ့ပူဇော်တာဖြစ်ပါတယ်။ ဘောရဲ့ပထမဆုံးရက်မှာတော့စင်တုတော်တွေကိုပင့်ဆောင်တဲ့နေ့အဖြစ်သတ်မှတ်ပါတယ်။ယခင်ကဇောဘာလက်ထက်မှာတော့ဘုရားစင်တုတော်များကိုပင့်ဆောင်တဲ့နေ့မှာဇောဘာမင်းတွေဟာတစ်လွန်တဲ့မင်းတန်စာများကိုဝတ်ဆင်ပြီးပန်းနတ်တာများထည့်ထားတဲ့ဒေါန်ပေါင်းအုပ်ကိုကင်ဆွဲကာဖက်နှက်ချင်းနဲ့မစီပဲအချံအယံများနဲ့တိန်ဒီမြို့ဦးတကားကနေကြိုဆိုပူဇော်ပွဲကိုလုပ်တယ်လို့တည်ရပါတယ်။ ရွာတိတိဒေသခံများကတရားဝင်တရားထပ်ပင့်ဆောင်လာတဲ့ဖျားစင်တူတော်များနောက်ကနေဖဝါထက်ချက်မကွာလိုက်လာကြပြီးဒေသခံမျိုးကလည်းအတီအဝိုင်းများဖြစ်ကြိုဆိုကြတဲ့အတွက်အလွန်စီကားလာပါတယ်။ဒီရက်ကတော့တပေါင်းဘွဲကြီးရက်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။နှစ်ပေါင်း150ကျော်ကြာကျင်းပလာခဲ့တဲ့တပေါင်းဘွဲကိုကိုဗစ် -19 ကပ်ရောဂါကြောင့်ပိတ်ထားခဲ့ရကနေ2022ခုနှစ်ပွဲတော်ကိုပြန်လည်ပြုလုပ်ခဲ့ပါတယ်။ 2024ခုနှစ်တဆင်29ဆက်စင်ရေးမှာတော့တနေ့ရက်နာလူနေပါဖြစ်ခဲ့ပြီးနောက်မှ2025ခုနှစ်တပေါင်းပွဲကိုတော့ MMDAA တို့ရဲ့ဦးဆောင်မှုနဲ့စော်ဘွားနန်းဆက်ရဖြစ်တဲ့တိန်ဒီမြို့မှာပြန်လည်ကျင်းပနေပါတယ်။ဒီနေ့တပေါင်းပွဲမှာတော့လောင်ကစားဝိုင်းတွေချင်းချင်းတဲထဲထားတာကို တွေ့ရပြီးလူတွေကလည်းကြိတ်ကြိတ်တို့ပါပဲ။တလောက် ကြီးတဲ့ပွဲကိုလုတ်ပိုင်ခွင့်ပေးထားတာဘာမှမဖြစ်လို့ပေးထားနိုင်တာပေါ့။ တကယ်လို့တိုက်ခိုက်တာတွေရှိရင်တော့ပွဲကိုမလုံလောက်ဘူးလို့ထင်တာပဲမပြောတတ်ပါဘူးအရင်ကတော့တပောင်းပွဲမှာဈေးရောင်းပေမဲ့ဒီနေ့ကတော့မရောင်းတော့ပါဘူးတွားလိုက်မတွားဖြစ်ပါဘူးလေရင်ကပြောလို့မရဘူးလေပွဲခင်းကြီးထဲမှာဘုံတွေချလိုက်လို့ရှိရင်ဘယ်လိုလုပ်မလဲလို့အသက်50အရွယ်ရှိတဲ့အမျိုးသားတို့ကပြောပြသွားခဲ့တာဖြစ်ပါတယ်တယ်နီမြို့ဟာလက်ရှိမှာတော့ကိုကန့်တက်များကတိမ့်ပိုက်ထားတဲ့မြို့တစ်မြို့အဖြစ်ရှိနေခဲ့ပါတယ် လွန်ခဲ့တဲ့သုံးလမတိုင်ခင်အထိတော့စစ်ကောင်စီတပ်ကလေကြောင်းကနေတိမ်ဒီမြို့ကိုအချိန်မရွေးဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံအများများတေဆုံးခဲ့ရတယ်လို့အင်ချင်အများပြားလည်းပျက်စီးခဲ့ရပါတယ်စစ်ကောင်စီနဲ့တွားရောက်တွေ့ဆုံမဲ့ကူနွင်းဆင်းရဲပွဲမစခင်ကလေးကတရုတ်နစ်တက်ကူပွဲကျင်းပရန်အတွက်ကိုကန်တပ်ဖွဲ့ဟာမြို့တွင်းလောင်ကစားဝိုင်းနေ KTV များကိုဖွင့်လှစ်ထားပြီးအခွင့်ပေးဆောင်စေကာလောက်ကန်ခွင့်ကိုပေးထားခဲ့တာဖြစ်ပါတယ် ဒါပေမဲ့တရုတ်ရဲ့ကြားဝန်ဆက်ဆက်ညင်နိုင်မှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့တွေ့ဆုံမှုမှာကိုကန်တက် MMDA နဲ့စစ်ကောင်စီတို့ကြားတရားဝင်အပြစ်ခတ်ရက်စရေးတဘောတူညီမှုရရှိပြီးဇန်နဝါရီ16ရက်နေ့ကစတင်အတက်ဝင်ခဲ့ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာမျိုးမရှိတော့တာကိုလည်းတွေ့ရပါတယ်လာရှိုမြို့တွင်မှလည်းတရုတ်နှစ်တက်ကူပွဲအတွက်ကျင်းပတာတွေကြောင့်စီကားနေတယ်လို့လာရှိုဒေတာခန်တွေကနေသိင်တရပါဗျ။ အဲ့ဒီလိုငင်းချမ်းမှုတွေကြောင့်ကိုကန့်တက်မတော်ဟာဒီအပြစ်ခက်ရက်စရေးတဘောတူညီချက်ကိုယုံကြည်ကိုးစားကဒေတာခံရရဲ့တလက်ရိုးရပွဲကိုကျင်းပဖို့အတွက်ပြုလုပ်နေတာလို့သိရပါဗျ။လက်ရှိမှာတော့ကိုကန့်တက်ကတိမ့်ပိုက်ထားတဲ့မြို့တွေကိုအထူးအုပ်ချုပ်ရေးအဖြစ်ပြန်လည်ထူထောင်ရန်တရားတွေကိုလက်ပတ်ပြီးတော့လှုပ်ဆောင်နေပါလေ။ ကိုကန်တန်နဲ့စက်ကောင်စီတက်တော့ကြာတရားဝင်အပြန်အလှန်အပြည့်ရဖို့ကိုတရားဖက်ကထုတ်ပြန်ပြောဆိုခဲ့ပေမဲ့ကာယံကန့်ရှင်ဖြစ်တဲ့နှစ်ဖက်တက်တွေကြားမှာတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိဘဲတရားဝင်နှစ်တက်ကူနှစ်ကနှစ်ဖက်ကောင်းဆောင်တွေမိန့်ခွန်းပြောဆိုမှုကနေတဆင့်ခေတ္တငင်းချင်ရရနေခဲ့တာကိုဖြစ်ပါလေ ။ဒါပြင်ဇွန်လမှာကိုကန်တက်ကလာရှိုကနေတရားဝင်ဆက်ခွာသွားပြီးတိန်နီမြို့အပါဝင်ခရိုင်လေးခုကိုအုတ်ချုပ်ခွင့်ရမယ်ဆိုတဲ့ကိုကန်အရာရှိတို့ပြောကြားထားတဲ့ရုတ်တံကြောင့်လည်းဒေတာခံများကြားမှာလှုပ်လှုပ်ရွရွဖြစ်ခဲ့ပါဗျ။ မကြတဲ့ခင်ကထ ਿਆ နန်နေနဲ့စစ်ကောင်စီတက်တော့အကြအပြန်လန်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပဲနဲ့စစ်ကောင်စီဘက်ကလေကြောင်းကနေတဆင်အစင်ဆက်မပြတ်တိုက်ခိုက်ခဲ့တာတွေကြောင့်နောင်ချိုတီဘောကြောင့်မဲ့ဆတဲ့ဒေတာခံတွေမှာအပြစ်မဲ့ပြည်သူတွေအများပြားထိခိုက်ဒေဆုံးမှုတွေရှိပါတယ်ကရင်ပြည်နယ်အတွင်းမှာလည်းပြီးခဲ့တဲ့ကရင်နှစ်တစ်ကူနှစ်ကျင်းပခဲ့တဲ့အခမ်းအနားတွေကိုစစ်ကောင်စီတပ်ဟာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာမျိုးတွေပြုလုပ်ခဲ့ပါတယ်။မယုံရပါဘူး။ ကြည်နေကြည်စာကြည်တွားရတာပေါ့ဒီရက်ပိုင်းတော့ကောင်းကင်ပေါ်မှာလေရင်တန်းတွေကြားနေရတာပဲရင်တထိတ်ထိတ်နဲ့ဈေးရောက်နေရမှာပေါ့ငါတို့ကတတက်လုံးဈေးရောက်လာတာပဲလေသူတို့တွေကလည်းဘာမှလောက်တာမဟုတ်ဘူးလို့အသက်60ကျော်အရွယ်ရှိတဲ့အသီးအနှံဟင်းရွက်တွေကိုရောင်းချနေတဲ့ဒေတာခန့်အမျိုးသမီးကြီးကတော့စိတ်အားငယ်ဆုံးနဲ့ဆိုရပါတယ်